ီဥစ္စာကိုလေ့လာဖို့အတွက်ဆုံးဖြတ်ပြီးသွားပြီ။ဒါပေမဲ့ဘယ်ကနေစလေ့လာမလဲ၊ဘယ်လိုလေ့လာမလဲ၊ဘယ်လောက်ကြာအောင်အချိန်ပေးပြီးတော့လေ့လာမလဲဆိုပြီးတော့စမ်းတဝါးဝါဖြစ်နေပြီလား။အရင်ဆုံး page မှာတင်တဲ့တော့အပ်မယ်။တဲ့နန်းကာလာကလည်းကျွန်တော်တို့ရာသက်ပံပေးထားတာဆိုတော့အလုပ်တစ်ဖက်နဲ့လည်းလေ့လာလို့ရတယ်။အဲ့တော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်။အခုဆိုရင် website ကနေပြီးတော့လည်းလေ့လာလို့ရတယ်ဆိုတော့ line မကောင်းပါအောင်လည်းကျွန်တော်တို့စိတ်ပူကြမလို့ဘူး။ Okay အဲ့ဆိုရင်လေ့လာကြမယ်။အရင်ဆုံး login ဝင်မယ်။ သင်ကန်းစာတွေကအစင်လိုက်လုပ်ပေးထားတာဆိုတော့ DFB တရဲ့တင်းတင်းစာကိုလေ့လာသွားရုံပါပဲ။သင်ကန်းစာလေ့လာပြီးသွားပြီဆိုရင် quiz ကိုဖြေမယ်။ပြီးရင်လောင်ရှုစီမှာအင်စာလက်ထက်မယ်။ နောက်ဆုံးစီမှာအင်စာထက်တဲ့အချိန်မှာ voice message နဲ့ကိုကိုရေးထားတဲ့ဟာတွေကိုပုံရိုက်ပြီးတော့လည်းအင်စာထပ်လို့ရပါတယ်။ဒီနေ့က Sunday ဆိုတော့ weekly zoom မှာစာပြန်နှွေးကြမယ်။ပြင်တရုပ်စာနဲ့ပတ်သက်ပြီးတော့မသိတာတွေသိချင်တဲ့ဟာတွေကိုနောက်ဆုံးမေးလို့ရပါတယ်။သင်ခန်းစာတွေအားလုံးလေ့လာပြီးသွားပြီဆိုရင် test ကိုဖြေမယ်။ အောင်ပြီဆိုရင် certificate ထုတ်လို့ရပါတယ် app ထက်က announcement ဆိုတဲ့နေရာမှာသင်ခန်းစာအတွက်လိုအပ်တဲ့ file တွေ download လုပ်လို့ရပါတယ်တရုတ်စာကိုအခြေခံကနေကျွမ်းကျင်တဲ့အသည့်စနစ်တကျအသိယူဖို့အတွက် GWS မှာသင်တန်းစုံစမ်းခြင်းလေဆိုရင် comment မှာ chinese လို့မှတ်ခဲ့ပြီးတော့ page messenger မှာပါတရုတ်စာစုံစမ်းခြင်းလေလို့ပို့ပေးလို့ရပါတယ် GWS မှာရှိတဲ့ပြုံစာတန်းကိုအသေးစိတ်စုံစမ်းခြင်းလေဆိုရင်တော့ TikTok ကနေဆိုရင် contact us ကနေဆက်သွယ်လို့ရတယ်လို့ကျွန်တော် TikTok bio မှာ ပေးထားတဲ့အကောင့်ကနေပြီးတော့လည်းဆက်သွယ်လို့ရပါတယ်။ပြီးတော့ Facebook ကြည့်နေတဲ့သူတွေဆိုရင်တော့ Facebook page ရဲ့ Messenger နေသဖြင့်အသေးစိတ်စုံစမ်းမေးမြန်းလို့ရပါတယ်။